ထိုင်းကနေမြန်မာအလုံသမားတွေပြန်လာတာဆယ်ရက်ကျော်ရှိသွားပြီဖြစ်ပြီးအခုချိန်အထိလည်းတဖွဲ့ဖွဲ့ပြန်လာနေဆဲဖြစ်ပါတယ်ခွန်ဘတာတင်ဆက်ထားပါတယ်ရှင်ထိုင်းအစိုးရကထုတ်ပြန်လိုက်တဲ့ဥပဒေသေးကြောင်းဂျွန်လ29ရက်နေ့ကစပြီးထိုင်းကနေပြန်လာတဲ့မြန်မာအလုံသမားတွေအခုချိန်အထိရှိနေတုန်းပါတရားဝင်စည်းရင်းအရမဲဆောက်မြောက်ဒီကိတ်ကနေပြန်လာတဲ့အလုံသမားပေါင်း 3435ရောက်ရှိသွားပြီဖြစ်ပါတယ်။ပြန်လာနေတာကိုပိုင်ကိုလည်းပြန်လာတဲ့ဟာလည်းရှိပါတယ်။နောက်ပြီးတော့သူတို့စက်ရုံပိုင်ရှင်တွေကနေပြီးတော့ပို့ပြီးတော့ပြန်လာတာလည်းရှိတယ်။တချို့ကနောက်ပြီးတော့ချိန်ပြီးတော့ပြန်လာတာလည်းရှိပါတယ်။အမျိုးမျိုးပေါ့။ဒါဆိုပြန်လာဆဲပေါ့။ပြန်လာဆဲပါဗျ။ဒီနေ့ပဲ300ကျော်ပြန်လာပါတယ်။အခုလည်း၂00ကျော်တော့ပြန်လာမယ်ဆိုကျွန်တော်သွားခေါ်နေပါလိမ့်မယ်။မြန်မာအလုပ်သမားတွေဟာမဲဆိုင်၊ရနောင်း၊မဲဆောက်စတဲ့လမ်းကြောင်းကနေပြန်လာကြတာပါ။ တချို့ကတော့နေစားကနေကိုဟာကိုပြန်လာနေကြသူတွေရှိသလိုအများစုကတော့သူတို့ရဲ့ပြည်တော်ပြန်ခရီးအဆင်ပြေဖို့အစိုးရကဆောင်ရွက်ပေးထားပါတယ်။အော်ပြန်လာစဲတော့ပြန်လာနေစဲပဲရှိသေးတယ်ဒါပေမဲ့အရင်ရက်တွေတည်းစာရင်တော့နည်းနည်းလေးယွန်နေသွားတယ်လို့တော့ယူဆပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာဟိုထိုင်းအလုသမားဝင်ကြီးရဲ့ကျွန်တော်တို့ဝင်ကြီးရဲ့လာတွေ့သွားပြီးတော့ဆွေးနွေးတော့တာရှိပါတယ်။အဲ့ဒီမှာဝင်ကြီးနဲ့ဟိုအဲ့ဒီရက်က ဟိုအင်တာဗျူးလေးတစ်ခုသတင်းလေးတက်သွားတာရှိပါတယ်အဲ့ဒီသတင်းလေးပေါ်မှာမူတည်ပြီးတော့တချို့လဲအဲဆောင်ရွက်ပေးမဲ့အခြေအနေလေးတွေကိုသိသွားတဲ့အတွက်နည်းနည်းစောင့်ကြည့်နေကြတယ်လို့ထင်ပါတယ်ထိုင်းအစိုးရကဂျွန်လ22ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ BE 2000ခုအလုတ်သမားဥပဒေအထက်မှာအလုတ်သမားဥပဒေချိုးဖောက်ရင်တန်ငွေအ ਨੇ ဆုံးဘတ်၄သိန်းကနေ၈သိန်းအထိပေးရနိုင်တာနဲ့အနာပိုင်တွေကတရားမဝင်အလုတ်သမားတွေကိုနှိမ့်စင်လို့ရှာဖွေဖမ်းဆီးနေတာကြောင့် ်မြန်မာလာအိုနဲ့ကမ်ဘောဒီးယားနိုင်ငံတွေကရွှေ့ပြောင်းအလုပ်သမားတွေဟာပြည်တော်ပြန်ခဲ့ကြတာပါနောက်ပိုင်းမှာတော့အဲဥပဒေကို6လကြာဆိုင်းငံ့ထားမဲ့အကြောင်းထိုင်းစစ်ကောင်စီအစိုးရကထုတ်ပြန်ကြေညာထားပါတယ်အဲကြောင့်နိုင်ငံတော်အနေနဲ့ဒီကလေးတွေပေါ်မှာအရေးပြီးတိတ်မရှိဘူးလို့သူတို့စိတ်ထဲမှာခံစားခဲ့တာဒီစီခဲ့ကောင်စီခဲ့တယ်အရင်ကအဲအခုအချိန်ကျတော့ဒီလိုပုံမှန်လင်းလင်းနဲ့ကျွန်တော်တို့ကြိုးစိုးကြတယ်အားလုံးဝမ်းမတတာနဲ့မစောပတ်စံမရှိတဲ့ကလေးတွေလည်းပြန်ထောက်ပံ့တယ်လမ်းစိတ်တွေလည်းပဲအခမ်းအနဲ့ပြန်ပို့ပေးနေတဲ့ပုံမှာ နိုင်ငံတော်ကနေပြီးတော့စေတနာပါပါနဲ့တကယ်ပဲကလေးတွေကိုကြိုဆိုပြီးတော့တကယ်လမ်းမှန်ပေါ်ရောက်အောင်အားလုံးဝိုင်းတိုးပြီးတော့ဆောင်ရွက်ပေးနေတယ်ဆိုတာကိုသူယုံကြည်လာကြပြီအဲယုံကြည်လာကြတဲ့အတွက်ဒီကျွန်တော်တို့ဟိုဘက်မှာထိုင်းဘက်ကဘလို့ပဲပြောပြောသူတို့ဒီဆက်ရှိရတဲ့မှာစာရွက်စာတာအထောက်ထားမရှိလည်းပဲဝါပါမေးလုပ်ပြီးတော့လှုပ်လို့ရပါတယ်ပြောရင်တော့မှကလေးတွေကအဲ့ဒီမှာဆက်ပြီးတော့အနိုင်ကျခံရမယ့်ကိစ္စမျိုးတိတ်မလို့ချိန်ကြတော့ဘူးမခံကျင်ကြတော့ဘူးအဲ့ဒီကြောင့်သူတို့ပြန်လာနေကြမှာပါ အခုထိုင်းနိုင်ငံမှာဖြစ်ပွားနေတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားပြဿနာတွေဖြေလျှော့နိုင်ဖို့ပုဂ္ဂလိကကုမ္ပဏီတွေကနေအလုပ်သမားစေလွှတ်နေတာကိုရတံပြီးအစိုးရအချင်းချင်းချိတ်ဆက်တရားဝင်အလုပ်သမားတွေအနေနဲ့ပို့ဆောင်တော့မယ်လို့အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းစွေကပြောပါတယ်။ထိုင်းနိုင်ငံထဲမှာတရားဝင်အနေနဲ့ရောတရားမဝင်အနေနဲ့ပါဝင်ရောက်လွတ်လပ်နိုင်တဲ့မြန်မာနိုင်ငံသားအလုပ်သမားပေါင်း၃တန်းလောက်ရှိမယ်လို့ မြန်မာလူဝင်မှုကြီးကြပ်ရေးနဲ့အလုပ်သမားဝန်ကြီးဌာနကခန့်မှန်းထားပါတယ်ကျွန်တော်ခွန်ပါတာပါ